မင်္ဂလာပါရှင်ဒီနေ့တော့လေကျမတို့တိတ်တိတ်မထားမိကြပဲမဲ့ electronic pc တော်တော်များများမှာမရှိမဖြစ်သုံးနေရတဲ့အစိပ်ပိုက်လေတွေကြောင်းပြောကြမယ် resistor တွေအကြောင်းပေါ့တွင်းတွင်းမှုကနေ resistor ဆိုတာဘာလဲဘာကြောင့်အသုံးရတာလဲဘလို့အလုပ်လုပ်တယ်လဲဆိုတာကိုတေးကြနားလည်သွားစီချင်းလာပါဟုတ်ကဲ့ဥပမာအလွယ်လေးတစ်ခုပြောရရင်လေ LED မီးလုံးသေးသေးလေးတစ်ခုကို9 foot battery နဲ့တိုက်ရိုက်သွားဆက်လိုက်ရင်ဘာဖြစ်သွားမယ်ထင်လဲဟွန်းပြတ်သွားမှာပေါ့လောင်းသွားမယ်ဟုတ်တယ် ချက်ချင်းမပြတ်သွားမှဘာလို့လဲဆိုတော့ electron တွေအများကြီးတခါတည်း walk နဲ့ဝင်သွားလို့အဲ့ဒီမှာ resistor ကလိုလာပြီလေအဲ့ဒါပေါ့အဲ့ဒီမှာ resistor ရဲ့အသွုံဝင်ပုံကဆက်လာတာပဲကဲဒါဆို resistor ဆိုတာအတိအကျပါလဲသူ့ရဲ့အဓိကအလို့ကပတ်လန် circuit ထဲမှာရှက်စီကြောင်းအာ current ပေါ့ဟုတ်တယ်ရက်ခိုင်းလိုက်တာမျိုးတော့မဟုတ်ဘူးနော်အင်းပိုတူတာကကားလမ်းမှာလမ်းကြောကျင်းသွားသလိုမျိုးတမ်းမို့ကားတွေပိတ်နေသလိုမျိုးပေါ့ တကြိမ်မှာဖြတ်သွားနိုင်တဲ့ electron အရေးတွေကိုကန့်တတ်လိုက်တာ။ Oh ရေပိတ်ခုံးကိုနည်းနည်းလှည့်ပစ်လိုက်တယ်လို့ပေါ့ရေအားနည်းသွားအောင်လုပ်ကမျိုး။အဲ့ဒါပဲဟုတ်တယ်။အဲ့ဒီလို electron စီးဆင်းမှုကိုတားဆီးနိုင်စွမ်းအဲ့ဒါကိုခုခံမှု resistance လို့ခေါ်တယ်။အေး resistant သူ့ကိုတိုင်းတဲ့ unit ကတော့ ohm ohm ပေါ့ ohm ဟုတ်စိတ်ဝင်စားစရာကောင်းတာလေ electron တွေက resistor ကိုဖြတ်တဲ့အခါအထက်က atom တွေနဲ့တိုးမီတိုက်မီကြတော့ ဟိုလှုပ်ရှားစွန့်ရင်ကနေအပူစွန့်ရင်ဖြစ်ပြောင်းသွားရော။အော်ဒါကြောင့် resistor တွေပူလာတာဗောနော်။ဟုတ်တယ်။အလုပ်လုပ်ရင်ပူလာတတ်တယ်။သူ့မှာခန္ဓာရည်ရှိတဲ့ဝန်အားအဲ့ဒါ power rating ဆိုတာရှိသေးတယ်။ watt နဲ့တိုင်းတာ။ watt နဲ့အဲ့ဒီထမက်ထားတဲ့ watt အားထက်ကြော်တဲ့ list စွန့်ရင်ဖြစ်စီရင်တော့အပူလွန်ပြီးတော့အဲမီးလောင်ပျက်စီးသွားနေတယ်။အော်သူကလက်စီးကိုလိုတယ်လို့ပဲစီးစေပြီးတော့ LED လိုမျိုးတခြား component တွေကိုမပြည့်စည်အောင်ကာကွယ်ပေးတယ်မှန်တယ်ဟုတ်ပြီဟုတ်ပြီအခြေခံသဘောတရားကိုနားလည်ပြီဆိုတော့သူ့မှာအမျိုးအစားတွေရောရှိသေးလားကျမတို့မြင်နေကြပုံစံလေးတွေဆိုရင်တော့ဘယ်လိုกว่าလဲခြေရပေါ့အဓိကကတော့ပုံစံနှစ်မျိုးတွေ့ရများတယ်တစ်မျိုးကခြေတံလေးတွေပါတဲ့ through hole တစ်မျိုးစား through hole อืมဒါကတော့ center လို့တဲ့ breadboard လို့ဟာမျိုးမှာ ထိုးဆိုင်ထုံးတာတော့ဒါမှမဟုတ် PCB မှာအဖောက်ဖောက်ပြီးခေဆော့ဖို့တုံးတယ် ်နောက်တစ်မျိုးကပိုသေးတယ်ပြချက်ချက်လေးတယ် surface mount device smd ပေါ့ smd ဟုတ်တယ်ဒါကတော့အခုခေတ် pc တွေထဲကကြစ်လစ်တဲ့ pcb ပြားတွေမျက်နှာပြင်ပေါ်မှာတိုက်ရိုက်ကပ်ပြီးခဲဆော်တဲ့အမျိုးအစားအော် through hole နဲ့ smd ဆိုပြီးပုံစံရင်꽈သွားပြီသူတို့ရဲ့အလုံးလို့ပုံတံပိုးတွေတော့꽈သေးလားတံပိုးသေးတာတို့ပြောင်းလို့ရတာတို့ရှိမှာပေါ့နော်မှန်ပါတယ်အဓိကကတော့တံပိုးသေး resistor fixed resistor နဲ့ tempo piang resistor variable resistor so bi kwe lu ya de fix ne variable ho de tempo tit he ma so yin a thong mya song ga carbon film ne metal film a myo sa de be carbon film and metal film era belo kwa le ti sao pong che gan ga ro sin tu de bya jwe the u tai le paw ma khu khan u shi de a lwa pa le tong ling tha da em carbon film so yin go carbon lwa tong de metal film ga jaro tatu a lwa tong de ပြီးတော့ အဲ့ဒီအလွာပေါ်မှာခရူပတ်ပုံစံမြောင်းလေးဖော်ပြီးတော့လိုချင်တဲ့ resistance တံပိုးရအောင်ချိန်ညှိထားတာ။အော်မြောင်းလေးနဲ့ချိန်တာကော။ဟုတ်တယ်။ metal film က carbon film ထပ်ပိုးပြီးတည်ကြတယ်။အပူချိန်တန်လည်းပိုခန့်နိုင်တယ်။တည်ညင်မှုပိုကောင်းတယ်။อืมอืมအဲဒါကြောင့်ဈေးနည်းနည်းပိုများပြီးမယ်ပိုကောင်းတဲ့ခြေတွဲလိုရရင် metal film ကိုရွေးကြတယ်။ carbon film ကတော့ဈေးတသားပြီးအသုံးများတာပေါ့။အော်ဒီလိုကိုဒါဆိုတချို့ resistor အကြီးကြီးတွေတွေ့ဖို့တယ်။ အဲ့ဒီကတော့ဘာမျိုးစားလဲ wire wand ဆိုတာလားအဲ့ဒါ wire wand resistor တွေဖြစ်ပုံများတယ်သူက ခုခံမှုရှိတဲ့ wire ကြိုးဥပမာ nichrome လို့မျိုးပေါ့အဲ့ဒါကိုကျွေးတဲ့ဥတိုင်းမှာပတ်ထားတာ wire ကြိုးကိုပတ်ထားတာဟုတ်တယ်များသောအားဖြင့် power မြင့်တဲ့နေရာတွေအပူဒဏ်ခံနိုင်ဖို့လိုအပ်တဲ့နေရာတွေမှာသုံးတယ်ဒါကြောင့်အပူစွန်းထုတ်မှုကောင်းအောင်အလူမီနီယံအခွမ်းတွေအတောင်ပိုင်းလို အချောင်းလေးတွေတွေ့ရတတ်တာအင်းအင်း သူတန်ဖိုးနဲ့ဝက်သားကိုတော့အပေါ်မှာတိုက်ရိုက်ရေးထားလိရှိတယ်။ကောင်းပြီကောင်းပြီ။ဒါဆိုတန်ဖိုးပြောင်းလို့ရတဲ့ variable resistor တွေအကြောင်းဆက်ရအောင်။အသုံးများဆုံးကဘာဖြစ်မလဲ။အသုံးများဆုံးကတော့ potentiometer potentiometer ပဲ။ potentiometer ဟုတ်ဟုတ်တယ်။သူ့မှာလက်နဲ့လဲလို့ရတဲ့ခလုတ်တန်ပါတယ်လေ။အတန်အတိုးအကျန် volume ခလုတ်တွေဆိုဒါပဲပေါ့။အော်ဟုတ်ပြီ volume ခလုတ်။သူ့အတွင်းမှာခုခံမှုရှိတဲ့လမ်းကြောင်းတစ်ခုရယ်။အဲ့ဒီလမ်းကြောင်းပေါ်မှာရွေ့လို့ရတဲ့ထစ်ကွေး wiper လေးရပါတယ်ခလုတ်တန်ကိုလှည့်လိုက်ရင်အဲ့ဒီ wiper လေးကနေရာရွေ့သွားပြီးတော့ခုခံမှုတန်ဖိုးပြောင်းထွားစေတာအတန်ချိန်နာပြန်တခြားဘာတွေသုံးသည်လဲအဲပတ်လန်းရီကို အတိအကျချိန်ညိတာမျိုး calibration လုပ်တာရောပြီးတော့အလင်းအမောင်းချိန်တာစသဖြင့်ပေါ့လေထိန်းချုပ်မှုလိုအပ်တဲ့နေရာတတော်များများမှာသုံးတယ်อืมသူ့အပေါ်မှာအများဆုံးခုခံမှုတန်ဖိုးဥမာ 10k ဆို10000 ohms ဆိုပြီးရေးထားရတယ် အများဆုံးတန်ဖိုးကိုရေးထားတာပေါ့ဟုတ်တယ် potentiometer ကို take sneak ခုဝဲသုံးရင် rheostat လိုမျိုးလက်စီကြောင်းကိုတိုက်ရိုက်ထင်ချို့ဖို့လည်းသုံးလို့ရသေးတယ်စိတ်ဝင်စားစရာပဲသူ့လိုလိုတန်ဖိုးပြောင်းသွားတဲ့ resistor မျိုးရောမရှိဘူးလားရှိတာပေါ့အဲ့ဒါတွေက sensor ဖြစ်သုံးတဲ့ resistor တွေပေါ့ sensor တွေဟုတ်တယ်ဥမာ thermistor သူကအပူချိန်ပေါ်မူတည်ပြီးခုခံမှုပြောင်းတယ်အပူချိန်နဲ့ပြောင်းလားဟုတ်တယ် NTC မျိုးစားဆိုရင်အပူချိန်တက်လာရင် ခုခံမှုကကျသွားတယ်။ဒါကိုအပူချိန်တိုင်းတာဖို့သုံးတယ်။ဒါမှမဟုတ်ဟိုပစ္စည်းတစ်ခုစဖွင့်ခွင့်ခြင်းမှာရစီများများမဝင်အောင်ကာကွယ်ဖို့ inrush current limiting နဲ့တူသုံးကြတယ်။အပူချိန်အပြင်တခြားဘာနဲ့ပြောင်းလဲနိုင်သေးလဲ။အလင်းရောင်နဲ့ပြောင်းလဲတာလည်းရှိတယ်။ LDR ပေါ့ light dependent resistor LDR မြောင်နဲ့ဟုတ်တယ်။အလင်းရောင်များများကြာလေခုခံမှုနည်းလေပဲ။ အလိုအလျောက်လင်းတဲ့ညမီးတွေမှာဒါမျိုးသုံးထားတာတွေ့နိုင်တယ်။ Ừm Ừm နောက်တစ်ခုက varistor varista လို့လည်းခေါ်တယ်။ MOV လို့လည်းခေါ်တယ်။ Metal oxide varistor သူကကြတော့ voltage ပေါ်မူတည်ပြီးပြောင်းတာ။ voltage နဲ့ပြောင်းတာ။ဟုတ်တယ်။ဘောအားရုတ်တရက်မြင့်တလာတာ voltage spike တွေကနေပတ်လန်းကိုကာကွယ်ပေးတယ်။ ပုံမှန်ခြေနေမှာသူ့ resistance ကအရင်များတယ်ဒါပေမဲ့ voa ကတတ်မှတ်ချက်တကြော်ွားပြီဆိုတာနဲ့ resistance ကပြုံးဆိုအရင်နေသွားပြီလက်ရှိပူတွေကိုလမ်းလွဲပေးလိုက်တယ်။ Oh search protector တွေတဲမှာပါရမျိုးပေါ့အဲ့ဒါပဲဟုတ်ပါတယ်။ Oh resistor ဆိုတာတော်တော်ဆွဲဆောင်ရလားပဲ။ကျမခုနကတရီထားမိတယ် through hole resistor တွေမှာအယောင်ဆင်းလေးတွေတွေ့တယ်။ SMD ဆိုရင်ကတန်ဖိုးတွေဘလို့ဖတ်ရမလဲ။နည်းနည်းရှုံမထင်းလေ။ဟုတ် နေနေတော့အလေးအကျင့်လိုတယ်ပေါ့နော် through hole မှာတော့အယောင်ကုတ်ကောက်လကုတ်စနစ်တုံးလာများတယ်ကောက်လကုတ်ဟုတ်ကဲ့များသောအားဖြင့်အယောင်၄ဆင့်ဒါမို့၅ဆင့်ပါတယ်ပထမအယောင်တွေကတန်ဖိုးကင်းကနန်းနေနောက်တစ်ယောင်ကမြောက်ခေါ်ကင်း multiplier ပေါ့ဘလောက်နေမြောက်ရမလဲဆိုတာနောက်ဆုံးအယောင်ကတိကျမှုกว่าချားနိုင်ခြင်း tolerance ကိုပြတယ်อืมอืม tolerance tolerance ဥပမာအာအညိုအနက် အနီရွှေရောင်ဆိုပါစို့ဟုတ်ကဲ့အညိုက1အနက်က0ပေါင်းရတန်ပေါ့တန်အနီကမြောက်ခေါ်ကင်း100 DI တန်ရနတ်ထက်ကင်းပေါ့ဒါဆို10ကို100နဲ့မြောက်တော့1000 ohms 1 kilo ohm ပေါ့1 kilo ohm ဟုတ်တယ်နောက်ဆုံးရွှေရောင်က plus minus 5% tolerance ရှိတယ်လို့ဆိုလိုတာအော်အယောင်တွေကကင်းကနားနေနဲ့မြောက်ကင်းနေကိုကိုးစားပြူတာကို SMD ပေါ့ကနားနေကတော့ SMD မှာတော့ကနန်းကုတ်တွေတုံးတယ် အတုံးများတာကတုံးလုံးကုတ်တုံးလုံးကုတ်ဟုတ်ပထမကဏ္ဍနှလုံးကတန်ဖို့တတိယကဏ္ဍကနောက်မှထည့်ရမယ်သူညအရေးအတွက်ဥပမာ472ဆိုရင်47နောက်မှသူညနှလုံး102ပေါ့အာ4900 4.7KO ဟုတ်တယ်4700 ohms 4.7K ohms တခါတလေကြောင့်တော့အာကို disma gain ဖြစ်တုံးတယ် 2R2 ဆိုရင်2.2 ohms 2.2 ohms ဟုတ်တယ် ကုတ် system တွေမျိုးမျိုးရှိပေမဲ့ဒီအခြေခံလက်တိချရင်တော်တော်များများအဆင်ပြေပါတယ်။ဒါပေမဲ့အတေချာဟုံးကတော့ multimeter နဲ့တိုင်းကြည့်ရအကောင်းဆုံးပဲ။ဟုတ်တာပေါ့ multimeter နဲ့တိုင်းတာအတေချာဆုံးပေါ့ဟုတ်ပြီဟုတ်ပြီ။ဒါဆိုလက်တွေ့ပလန်းလေးနဲ့နေနဲ့ကြံစစ်စားကြည့်အောင်ခုနကခု 9V battery နဲ့ 1K ohm resistor ကိုစိုက်ရင်ဘာမှမဖြစ်ဘူးဆိုတာလေ။ဘာလို့လဲ။အဲ့ဒါကဘာလို့လဲဆိုတော့ ohms law V G goes to I R ရပါ။ let's see I ain't got blow shim le so 9 volts ko 1000 ohm နဲ့စားလိုက်တော့0.009 amps ပဲစီတော့0.009 m နည်းနည်းလေးပဲဟုတ်အရင်နဲ့တယ်အဲ့ဒီတော့ power p equals to i square r ကလည်း0.009 square ကို1000နဲ့မြုပ်တော့0.081 watts ပဲထုတ်လို့တယ်0.081 watts ဟုတ်တယ်တာမန် resistor လေးတွေက0.25 watts တမို့0.5 watts လောက်ခံနိုင်တော့ဒီလောက်ကဘာမှမထစ်ဘူးနှွေးတော့နှွေးမှာမဟုတ်ဘူးဒါပဲမင်း 1k ohm မစား10 ohm resistor လေးနဲ့ပြောင်းဆက်ကြည့်လိုက်10 ohm အော်ခုခတ်မှုရန်နေသွားပြီဒါဆိုလက်စီကချုံချုံမြားသွားမှာပေါ့ i equals to 9v ho 10 ohm နဲ့စားတော့ 0.9a လာဟုတ်တယ် 0.9a အဲ့ဒီခါထုတ်လို့မဲ့ power b equals to 0.9a square ကို10 ohm နဲ့မြောက်ကြည့်8.1 watts 8.1 watts ဟာမြားလိုက်တာဟုတ်တယ် ခုနက0.5 watt ပဲခံနိုင်တဲ့ resistor လေးကဒီ8.1 watt ဆိုတဲ့ပူဒံမဘူလုံးမခံနိုင်မှာမဟုတ်တော့ဘူးချစ်ချစ်မိခိုးထုတ်ပြီးလောင်သွားလိမ့်မယ်။အော်ဒါချစ်ခဲ့တတိထားမယ်ချက်ပဲ။အဲ့လာကြောင့် resistor ရွေးတဲ့အခါခူခံမှု ohm တန်ဖိုးပြန်ခံနိုင်ဝန်အား watt တန်ဖိုးကလည်းအယံအယံအရေးကြီးတယ်။ဟုတ်ကဲ့ဟုတ်ကဲ့ LED ပလံကိုပြန်ထွားရအောင် resistor ကို LED အရှိမထားတာနဲ့အနောက်မှာထားတာပါกว่าလေလက်တွေ့မှာတော့ဘာမှမကွာဘူး ဟင်မကွာဘူးလားဟုတ်တန်ဆက်ပလန်တစ်ခုမှာအစိပ်ပိုင်းတွေရဲ့အစီအစဉ်က စုစုပေါင်းလက်စီကြောင်းအပေါ်တက်ရောက်မှုမရှိဘူး resistor ကလက်စီကိုကန့်တက်ပေးမှာပဲအရှိမထားထားအနောက်မှာထားထား LED ကိုလွတ်အပ်တဲ့လက်ရှိပဲရအောင်သူကထင်းပေးလိုက်မယ်အော်ဒီလိုလားဒါပေမဲ့ resistor တန်ဖိုးပြောင်းလိုက်ရင်တော့ LED အလင်းရောင်ပြောင်းလာတယ်မဟုတ်လားဥမာ470 ohm နဲ့ 10k ohm ဆိုရင် အဲ့ဒါကတော့လက်ရှိကြောင်းပြောင်းထားလို့ပေါ့470 ohm ကခုခါမှုနဲ့တော့လက်စီများများစီးခွင့်ပေးတယ်။ဒါကြောင့် LED ကပိုလင်းတယ်။ Thank you ohm ကခုခါမှုအများများတော့လက်စီနည်းနည်းလေးပဲစီးနိုင်တယ်။အဲ့ဒီတော့ LED ကမိန်သွားတာ။ဟုတ်ပြီဟုတ်ပြီ။ Potentiometer နဲ့ LED အလင်းရောင်ချိန်တာကတော့ဘလို့အလုပ်လုပ်တာလဲ။အဲ့ဒါက Potentiometer ကိုခုနကပြောသလို Rheostat ပုံစံ Tracer နှစ်ခုသုံးပြီးတော့ LED နဲ့တန်းဆက်စစ်လိုက်တာကို။ real step ပုံစံဟုတ်တယ်လက်တံကိုလဲလိုက်တော့ potentiometer ရဲ့ခုခံမှုတန်ဖိုးက0 ohm နာကနေသူ့ရဲ့အမြင့်ဆုံးတန်ဖိုးဥပမာ 1k ohm ဆို 1k ohm အထိပြောင်းသွားတယ်ဟွန်းခုခံမှုနဲ့ရင်လျက်စီများများစီးပြီး LED ပိုလိမ့်မယ်ခုခံမှုများရင်လျက်စီနဲ့နဲ့စီးပြီး LED မိန်သွားမယ်ဒါပဲရှင်းလိုက်တာတော်တော်ရှင်းသွားပြီ resistor ရဲ့နောက်ထပ်အသုံးဝင်ပုံတစ်ခုခုရောရှိသေးလားရှိသေးတယ် voltage divider ဆိုတာအရင်အသုံးဝင်တယ် voltage divider ဟုတ်တယ် ဘွားခွဲဝေမှုပေါ် resistor တစ်ခုကိုတန်းဆက် series ဆက်လိုက်ရင်အဝင်ပေါ်အားကအဲ့ဒီ resistor တစ်ခုပေါ်မှာသူတို့ရဲ့ခုခံမှုတန်ဖိုးအချိုးကျခွဲဝေပြီးကျဆင်းသွားတယ်အချိုးကျခွဲဝေသွားတာဟုတ်တယ်ဥပမာ 9B ကိုတန်ဖိုးတူ 1k ohm resistor နှလုံးနဲ့တန်းဆက်ဆက်လိုက်ရင်တလုံးစီပေါ်မှာ 4.5pc ကျဆင်းမယ် 4.5pc ဟုတ်တယ်ဒါဆိုရင်အဲ့ဒီ resistor နှလုံးကြားကအမှတ်မှာ 4.5ပီကို ထုတ်ယူလို့ရသွားပြီတကယ်လို့တန်ဖိုးမတူတဲ့ resistor တွေတုံးရင်လဲလိုချင်တဲ့ပွားအချို့ကိုဖန်တီးယူနိုင်တယ်အော် vote out ကိုလိုတလိုခွဲယူလို့ရတာပေါ့ဒါဆိုရစီယိုးခွဲလို့ရလားရတာပေါ့အဲ့ဒါကတော့ resistor တွေကိုပြန်ဆက် parallel set တဲ့အခါဖြစ်တာ parallel set ရဟုတ်တယ်စူးစူးဝမ်းရစီကြောင်းကလမ်းတစ်ခွခွဲပြီးစီးသွားတယ်ခုခံမှုနေတဲ့လမ်းကြောင်းကရစီပုံများများစီးစင်းသွားမယ် ဒါကို current divider လို့ခေါ်တယ် current divider ဟုတ်တယ်ဒီ voltage divider နဲ့ current divider သဘောတရားတွေကပတ်လန် design မှာအခြေခံကြပြီးတော့အရာအသွန်ဝင်တယ်ကဲဒီနေ့တော့ resistor တွေအကြောင်းတော်တော်လေးစုံစုံလင်လင်တိခွင့်ရလိုက်တယ်တကယ်အသေးစိတ်ပဲဟုတ်ကဲ့အဓိကမှတ်ထားရမှာက resistor တွေကရှစ်စီးထိန်းချုပ်ဖို့အစိတ်ပိုင်းတွေကာကွယ်ဖို့တုံးတယ်ပြီးတော့တန်ဖိုးတွေ fixed နဲ့တန်ဖိုးပြောင်း variable ဆိုပြီးရှိလေဟုတ်ပါတယ် variable မှာလဲလက်နဲ့လက်ရတာ potential meter ရှိတယ်လို့အပူချိန်အလင်း voa ပေါ်မူတည်ပြီးသူ့အလိုလိုပြောင်းတာတယ် thermistor ldr varistor လဲရှိလေမှန်ပါတယ်ပြီးတော့ resistor ရွေးရင်ခုခံမှုတန်ဖိုးအုံပြင်ခံနိုင်ဝင်အား watt နဲ့တိကျမှု tolerance ကိုလည်းကြည့်ဖို့လိုတယ်ဆိုတာပေါ့ဟုတ်ကဲ့ watt နဲ့ tolerance through home မှာအရင်က smd မှာကဏ္ဍကိုတုံးပေမဲ့အကောင်းဆုံးကတော့ multimeter နဲ့တိုင်းတာပဲဟုတ်ပါပြီဟုတ်ကဲ့ အဲ့ဒီတော့နောက်ဆုံးအနေနဲ့စဉ်းစားစရာလေးတစ်ခုထားခဲ့ခြင်းနဲ့ဗျာဟုတ်ကဲ့ resistor တွေက list swing ကိုအဖူးအဖြစ်ပြောင်းလဲဆွန့်ထုတ်တယ်ဆိုတာခုနကပြောခဲ့တယ်နော်ဟုတ်အဖူးထွက်တယ်အများဖြင့်တာကို list ထင်းချုပ်ဖို့ပဲအဓိကထားကြတယ်ဒါပေမဲ့ engineer တွေကဒီအဖူးထွက်ချင်းဆိုတဲ့လို့ပြောမလဲဘေးထွက်ဆိုးကျို့လို့ဖြစ်နေတာကိုတမင်တကအကျိုးရှိရှိပြန်အတုံးချနိုင်မယ်နီလာနေရောရှိနိုင်ုံမလားလစ်စ်ထင်းတာအဖြစ်ပုံ။အော်အဖူထွက်တာကိုတမင်အတုံးချတာမျိုးလား စိတ်ဝင်စားဖို့ကောင်းလိုက်တာစဉ်းစားစရာပဲကဲဒီနေ့ကျွန်မနဲ့အတူဒီ resistor ရဲ့နည်းနည်းတဲ့ကဘာတွေကို light ပါဆွေးကြီးပေးခဲ့တဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်ရှင်